နေဝင်တော့မယ်ခီးတယ်လို့ရေမြတရားမွားများရင်ကြံပြီနေမဝင်မီအချင်းကြည့်လိုက်မှာဟာဖြင့်တန်မြာအနေပဲတွင်ကလွရာချင်းရာငိမ့်ရာချုပ်ရာ ဖယားလမ်းရာဖို့လိုပြီးအခုကုရုစင်အာလူသားရေအတွေ့အကျိုးညော်နှိုးသောတရားဓမ္မသေးတယ် ယုံနဲ့နံကွဲပြားသိရမယ်။ယုတ်သိပြီးရင်လည်းနံသိမယ်။နံသိပြီးရင်လည်းယုတ်ကိုသိလိမ့်မယ်။ဒီနှစ်ခုကဆက်ဆက်ပြီးတော့နေတယ်။ဘုန်းကြီးတို့တွေကအပေါ်ယံကို ကြည့်ပြီးတော့ယုံနဲ့နံနှစ်မျိုးကိုယုံနံလို့မသိပဲနဲ့ဘာသိလဲ။ငါလို့သိတယ်၊ငါဟာလို့သိနေတယ်၊တတ္တဝါလို့သိနေတယ်။သူရဲ့ငါရဲ့ဆိုတဲ့အတွေးနဲ့ပဲသိနေတယ်။အဲ့ဒီအတိကြောက်လောက်အောင်လူတွေရဲ့တဏ္ဍာမှာယုံနဲ့နံနှစ်မျိုးပဲရှိတယ်ဆိုတာကိုမြင်အောင် ကြိုးစားအားထုတ်မှုအရေးကြီးတယ်။အဲ့တော့ဝိပဿနာအားထုတ်တဲ့အခါမှာအဆင့်၃ဆင့်ကိုမှတ်သားထားတဲ့နယ်ပေါ့။ကိုဟာဘယ်အဆင့်မှာအလုံးလုံးနေတာတုံးဆိုအဆင့်ကျော်ပြီးတော့အလုံးမလုံးအောင်အဆင့်အတိုင်းပဲအလုံးလုံးရမယ်။အဆင့်၃ဆင့်ကိုပရိညာ၃ပါးလို့ပရိညာဆိုတာပရိဆိုတာပိုင်ပိုင်နိုင်နိုင်ညာကသိတာ။ကိုလုတ်တဲ့အလုပ်ကိုပိုင်ပိုင်နိုင်နိုင်သိတာနဲ့ဘိုးဘွားရသိတာမတူဘူး။ လုပ်ငန်းတစ်ခုလုပ်ထတောင်းမှပဲပိုင်ပိုင်နိုင်နိုင်သိတဲ့လူရှိတယ်နော်ပိုင်ပိုင်မပိုင်နိုင်တဲ့ပုံကိုရှိတယ်အဲ့တော့ကိုသိတဲ့အလုပ်ကိုပိုင်ပိုင်နိုင်နိုင်သိတာကိုပညာပြိပိုင်နိုင်စွာညာသိတယ်ဆိုတဲ့အတိတ်ပဲ ਨੇ ဝိပဿနာဉာဏ်ဖြစ်တာကိုပဲစင့်သုံးစင့်မှတ်သားထားဖို့နမတိကညာတပညာလို့ခေါ်တယ်ညာတညာတဆိုတာသိရမယ့်အာယုံလို့ပြောတယ် ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရှိရင်ဝိပဿနာရဲ့အာယုံအဖြစ်သိရမယ့်ဟာကိုကိုယ်အရင်တွေ့အောင်ရှာရမယ်တွေ့အောင်လုပ်ရမယ်တွေ့အောင်အဲ့ဒါကိုကြည့်ရမယ်အဲ့ဒီညာတဆိုတဲ့နေရာမှာဒီနေရာမှာဘာဟာညာတလဲသိရမယ့်ဟာဘာလဲလဲဆိုရင်ယုတ်နေတာသတ္တဝါလို့ဆိုတဲ့အာယုံဟာသိရမယ့်အာယုံမဟုတ်ဘူးတကယ်သိရမယ့်အာယုံကယုတ်နေတာနှစ်မျိုးပဲဆိုတာယုတ်ကိုတွေ့အောင်ရှာနိုင်ရမယ်နံကိုတွေ့အောင်ရှာနိုင်ရမယ် အဲ့ဒီသိရမယ့်ဟာတွေကိုသိအဲ့ဒါလို့သိတဲ့အခါမှာဘယ်ရှုထောင့်ကသိတယ်လဲလို့ဆိုလို့ရှိရင်ရုပ်ရဲ့ကိုယ်ပိုင်ရှုထောင့်လေးတွေရှိတယ်ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်နာမ်ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေရှိတယ်သဘာဝတရားလေးတွေရဲ့မတူညီတဲ့အမှတ်သားလေးတွေရှိတယ်ဥပမာရုပ်ဆိုလို့ရှိရင်အအေးနဲ့တွေ့ရင်တစ်မျိုးပြောင်းသွားတယ်အပူနဲ့တွေ့ရင်တစ်မျိုးပြောင်းသွားတယ်အဲ့ဒါလို့ထင်းထင်းရှားရှားပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောလေးကရုပ်တရားပဲ နံဆိုတာကတော့အာယုံလေးတစ်ခုပေါ်မှာညွတ်ညွတ်ပြီးတော့ဥလှဲ့ဥလှဲ့သွားတဲ့သဘောလေးဥလှဲ့သွားတဲ့သဘောဆိုတာကြည့်ကိုယ့်အကိုနေရင်ကနေပြီးတော့အတန်လေးကြားလိုက်လို့ရှိရင်အတန်ဘက်ကိုစိတ်ရောက်သွားတာဒါဥလှဲ့တဲ့သဘောပဲပေါ့မြင်လိုက်ရင်လည်းမြင်တဲ့ဘက်ကိုဥလှဲ့သွားတယ်အနံ့ရရင်လည်းနံ့ရတဲ့ဘက်ကိုဥလှဲ့သွားတယ်ဟောဒါဥလှဲ့သွားတဲ့သဘောလေးအဲ့ဒါနံရဲ့သဘောလက္ခဏာလေးပဲအဲ့ဒါလို့ဒါကိုစာလို့ပြောတော့ နမနလက္ခဏာအာယုံရှိတဲ့ဘက်ကိုညွတ်သွားတဲ့လက္ခဏာလို့ညွတ်သွားတယ်ဆိုတာဥလဲတာကိုပြောတာအဲ့ဒီအာယုံဘက်ကိုဥလဲသွားအဲ့ဒါလို့သဘာဝတရားကိုပိုင်သဘာဝတရားလေးတွေကိုနဲ့ဒီရှုမှတ်ရမယ့်ယုတ်တရားနံတရားတွေကိုကွဲကွဲပြားပြားသိဖို့လိုတယ်ဆိုပါစို့လုပ်ငန်းတစ်ခုကိုစပြီဆိုတဲ့အခါမှာအာယုံခိုင်ခိုင်မာမာ တခုတော့ရှိထားဖို့လိုတယ်ပေါ့ဒါကြောင့်မို့ရသော်ဘုရားကဒီအာနာပါနကမ္မထာဆိုတာအာလုံးအတွက်အမြဲဖြစ်ပေါ်နေတဲ့အာယုံတစ်ခုဖြစ်သည့်အတွက်ကြောင့်အာနာပါနဆိုတာကို မာသတိပ္ပဏနာတုံမှာရသော်ဘုရားဟောထားတာရှိထိုင်ပြီးဆိုလို့ရှိရင်ထက်လေဝင်လေရသော်ဘုရားကိုယ်တိုင်ကိုယ်ကလည်းပဲ ဖျားဖြစ်အောင်အထုတ်တဲ့ကမ္မထာဟာအာနာပါနာကမ္မထာပဲပေါ့သို့တော်ဒီအာနာပါနာကမ္မထာဟာလွယ်ကူလို့ပြောတာမဟုတ်ဘူးအမတန်မှတတိအမတန်မှကြီးမားတဲ့တတိအမတန်မှကြိုးစားတဲ့ဝီရိယအမတန်မှဖြတ်တန်တဲ့ပညာရှိဖို့လိုအပ်တယ်တမန်ပုဂ္ဂိုလ်နဲ့ဆိုရင်ဒီအာနာပါနာအောင်မြင်နိုင်မှုမရှိဘူးပေါ့ဒါကြောင့်မလို့အာနာပါနာတတိထက်လေဝင်လေနဲ့ပတ်သက်ပြီးတော့တတိထားဖို့ စိတ်အာယုံလေးကတတိလေးဟာဒီထွက်လေဝင်လေးပေါ်မှာကတ်နေအောင်ပထမအခြေတိုင်းအနေနဲ့စတင်ကြဝိပဿနာအလုပ်ကိုလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့စလိုက်တာယာတပရိညာကိုစမယ်ဆိုရင်စိတ်ရင်နဲ့အရက်ကိုကတ်လို့ကိုယ့်ရဲ့ထွက်လေဝင်လေးလေးကိုမှတ်နေလိုက်တယ်အဲ့ဒါလို့မှတ်နေလိုက်တဲ့အခါသမထဆိုလို့ရှိရင်တော့လေထီးတဲ့နေရာလေးတစ်ခုပဲယူဆိုင်ပြီးမှတ်တယ်ဇန္တာလေးကိုမေ့ထားလိုက်ပေါ့ အဲ့ဒါလို့ထားလိုက်လို့ရှိရင်ပမာတိဉာဏ်ဉာဏ်ရတာအဲ့လိုမဟုတ်ဘူးဝိပဿနာကျင့်စဉ်ကိုကျင့်ပြီဆိုလို့ရှိရင်သဘာဝလေးတွေရှုသွင်းလိုက်တဲ့အချိန်မှာသဘာဝလေးဘယ်နှမျိုးရှိတယ်ဆိုတာကိုထင်ရှားသိလို့ရတယ်ပေါ့အာယုံစိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှုသွင်းလိုက်တဲ့အခါမှာလေရဲ့လှုပ်ရှားတဲ့သဘာဝလေးအဲ့ဒီလေရဲ့လှုပ်ရှားတဲ့သဘာဝလေးထိလိုက်တဲ့ထိတဲ့အခါမှာ ိနိုင်တဲ့စွမ်းအားအသိစိတ်ပေါ်လာတဲ့အသိစိတ်ရဲ့ဖြစ်ပေါ်ရာဆိုတဲ့အနေထားရှိတဲ့နာတိယမှာရှိတဲ့ကာယပတာရလေးဟောထိလိုက်မှထိလိုက်တဲ့အခါဒီနှစ်ခုစုံလိုက်တဲ့အခါသိလိုက်တယ်ဆိုတဲ့ထိသိစိတ်ကလေးအဲ့ဒီသုံးမျိုးကိုမိအောင်ဖန်းကြည့်ဖို့လိုတယ်ပေါ့လူတိုင်းလူတိုင်းမှာမိအောင်ဖန်းကြည့်တယ်ဆိုတာတပြိုင်နက်တည်းတော့ဒီသုံးခုကိုမသိနိုင်ဘူးပေါ့သို့တော့တစ်ခုပြီးတစ်ခုသိသွားရမယ် ိတာဟာဒီ၃မျိုးရှိတယ်ဆိုတာသိဖို့ကြိုးစားဖို့လိုအပ်တယ်ပေါ့အသိစိတ်ဆိုတာအလွန်မြန်တယ်မြန်သည့်အတွက်ကြောင့်ရှုသွင်းလိုက်တဲ့လေလေးလေလေးကသဘာဝတစ်ခုထိုရှုသွင်းလိုက်တဲ့လေလေးရဲ့ထိတဲ့နေရာလေးကသဘာဝတစ်ခုထိလိုက်လို့တိမှန်တိတဲ့ပေါ်လာတဲ့စိတ်လေးရဲ့သဘာဝတစ်ခုလို့ဒီသဘာဝ၃ခုလောက်ကြည့်လိုက်တာနဲ့တကြိုင်နဲ့လေလေးကလည်းပဲ သူထိတယ်ဆိုတာမသိဘူးသူလှုပ်ရှားနေတယ်ဆိုတာမသိဘူးနှာသီးပြားကလည်းလေလေးရငါ့ကိုလာထိတယ်ဆိုတာမသိဘူးទីတာကទីတဲ့ကာယဝိညာဉ်စိတ်ကလေးကទីတယ်လို့အဲ့ဒီမှာမသိတဲ့သဘောတရားနှစ်ခုကယုတ်တရားទីတဲ့သဘောတရားတစ်ခုကနန္တရားလို့ဟောယုတ်နဲ့နဲ့ဒီလိုကွဲပြားသွားနိုင်တယ်ပေါ့အဲ့ဒါအာနာပါနသိတယ်လို့ပဲကိုထိုင်းနေတဲ့အခါကျတော့ ထိုင်းနေတဲ့နေရာနဲ့ကိုယ်ခန္ဓာကိုယ်နဲ့ ठी နေတဲ့နေရာကိုလည်းအာယုံပြုကြည့်လိုက်။အောက်ကထိုင်းနေတဲ့အရာရဲ့ဟိုပူရင်ပူတယ်၊နှွေးရင်နှွေးတယ်၊အေးရင်အေးတယ်၊မာရင်မာတယ်၊ပြောရင်ပြောတယ်ဆိုတာမျိုးဖြစ်ရှားလာတယ်။အဲ့တော့မာတယ်ပြောတယ်ဆိုတဲ့သဘောကပထဝီဓာတ်ရဲ့သဘောပဲ။ပူတယ်အေးတယ်ဆိုတဲ့သဘောကိုစဉ်းစားလို့ရှိရင်တေဇောရဲ့သဘောပဲ။အဲ့ဒီမတူညီတဲ့သဘောဝါလေးကိုသိတယ်။ အဲ့ဒီမတူညီတဲ့သဘာဝလေးကိုလက်ခံနိုင်တဲ့နေရာကတခုပူရာကိုပူမှန်းသိလိုက်တယ်အေးရာကိုအေးမှန်းသိလိုက်တယ်မာရာကိုမာမှန်းသိတယ်ပြောရာကိုပြောမှန်းသိလိုက်တယ်ဆိုတော့အတိလေးရတခုဆိုသူလည်းပဲသုံးခုသုံးခုသွားတာပဲအဲ့ဒါလို့ထွက်လေဝင်လေတယ်မဟုတ်ဘူးမျက်စိကမြင်တော့လဲအဲ့ဒါလိုပဲသုံးမျိုးပဲနားကကြားတော့လဲသုံးမျိုးပဲနှာခေါင်းကအနံ့ရတာလဲသုံးမျိုးပဲတခြားအာယုံစိုက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါတွေက လျာနဲ့အစားအစာစားရင်လည်းပဲတူတူပဲအရသာရဲ့လျာရဲ့လျက်တိတဲ့စိတ်ရဲ့ဟောဒီလိုသုံးမျိုးသုံးမျိုးဒီလိုဖြစ်ပေါ်နေတာကိုကွဲကွဲပြားပြားသိလာအောင်နံပါတ်1ကြိုးစားတာညာတပညာပိုင်းလို့ခေါ်တယ်ပေါ့အဲ့ဒါတွေကိုမကြိုးစားဘဲနဲ့ဖြစ်ပျက်ကိုသွားရှုမယ်ဆိုလို့ရှိရင်တော့အဆင့်ကျော်သွားတယ်လို့ဒီလိုပြောရမှာအဲ့တော့ကိုလုံးဝမဲ့အလုတ်ကဒါတွေကို ဟို clear ဖြစ်အောင်ရှင်းတယ်ရှင်းအောင်ဘာမှကိုဟိုစိတ်ထဲမှာမသိမကွဲဆိုတာမရှိရအောင်သူ့ကိုလက်ချက်မလိုအပ်တယ်မဟုတ်အဲ့ဒါကြီးပဲလက်ချက်မလိုအပ်တယ်အဲ့ဒီလိုညာတပရိညာဆိုတာသဘာဝရှုထောင့်ကနေပြီးတော့တရားဓမ္မတွေကိုသိတာညာတပရိညာလို့ခေါ်တယ်အဲ့ဒီလိုသိရင်ကနေပြီးတော့အဆင့်တက်လာတဲ့အခါကျတော့ဘာကြောင့်ဒါတွေဖြစ်လာတယ်ဆိုတဲ့အကြောင်းတရားကိုလည်းပဲသူကသဘောပေါက်လာတယ် ဆိုပါတော့ဒီလေလေးဖြစ်နေတာလည်းပဲလူရဲ့စိတ်ကြောင့်ဒီလေလေးဟာရှုသွင်းမှုဖြစ်နေတယ်ဆိုတာစိတ်ဟာအကြောင်းတရားပဲလို့ကိုသိနိုင်တဲ့အကြောင်းတရားထိုစိတ်ကစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝါယောဒကလေးဟာနာသီးပြားကိုလာထိတဲ့အခါအဲ့ဒီထိမှုကြောင့်ထိမှန်းသိလိုက်တဲ့အသည့်လေးကပေါ်လာရတယ်ငကူကရှိနေတာမဟုတ်ဘူးဆိုတဲ့အသည့်လေးတွေလည်းဝင်လာတယ်ရှင်းရှင်းလင်းလင်းသိလာတယ် အဲ့ဒီမှာခုနကတဘာဝလက္ခဏာလေးတွေကိုလေရဲ့လှုပ်ရှားမှုသဘောကာယပတာရရဲ့လေကိုဒီထိထိနိုင်တဲ့သဘောထိလို့သိတဲ့သဘောဒီတဘာဝလေးတွေကိုသိတဲ့အဆင့်ကဒီအဆင့်လေးသိလိုက်တာနဲ့မထင်းနေတဲ့တတ္တဝါဆိုတာမရှိပါလားဒီသုံးမျိုးပဲရှိနေတာပါလားလို့သဘောပေါက်လာတယ်အဲ့တော့ဒီယုံနဲ့နံဒီနှမျိုးတွေပဲရှိနေတယ်လို့သဘောပေါက်ပြီးတော့ တတ္တဝါရှိတယ်ဆိုတဲ့အထင်ကြီးဟာပျောက်လာအဲဒီလိုပျောက်လာပြီးတဲ့အခါမှာဆံရဆံရအကြောင်းကြောင့်ဒါတွေကလည်းပဲဖြစ်နေတယ်ဆိုတဲ့အကြောင်းတရားကိုပါသိရှိနားလည်လာတယ်အဲ့ဒီသိရှိနားလည်လာတာကိုဒါပစ္စယပရိက္ခာညာခုနကနာမရူပပရိစ္ဆေဒညာလို့စာလို့ပြောတဲ့အခါအဲ့လိုပြောတာပေါ့အဲ့တော့ဒုတိယရဲ့တဏ္ဍမှာယုံနဲ့နံနှမျိုးပဲရှိတယ်လို့တတ္တဝါဆိုတဲ့အတွေးတွေဟာလုံးဝပျောက်သွားပြီလို့ စုံလိုက်တာနဲ့တပြိုင်နဲ့နမရူပပြိစေတာညာသင်္ခါရတရားတွေကိုပိုင်ပိုင်နဲ့နဲ့သိတဲ့ပစ္စယပရိကသင်္ခါရပြိစေတာညာဆိုတာဘုဒ္ဓနာမှာဖြစ်လာအကြောင်းတရားတွေကိုပါသိလိုက်တာနဲ့တပြိုင်နဲ့အကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်တယ်လို့သိလိုက်တာနဲ့တပြိုင်နဲ့တန်တရားတွေလည်းကင်းသွားတယ်အဲ့ဒီညာနှစ်မျိုးနာမရူပပြိစေတာညာနဲ့ပစ္စယပရိက္ခညာဆိုတာ ရှိမှရမယ်အာယုန်ကိုပိုင်ပိုင်နိုင်နိုင်သိတဲ့အပိုင်းမို့သူ့ကိုညာတပရိညာအဆင့်လို့ပြောတာအဲ့ဒီညာတပရိညာအဆင့်ကိုကြော်ပြီးတဲ့နောက်မှာမမြဲဘူးဆိုတာတွေကိုသွားပြီးတော့တွေးတယ်ဆိုလို့ရှိရင်အဆင့်ကြော်တယ်လို့ခေါ်တယ်ရှင်သာဏမထေမြတ်ဟာအဲ့ဒီညာတပရိညာဘိုင်းကိုပိုင်ပိုင်နိုင်နိုင်မသိဘဲနဲ့သူကအဆင့်ကြော်ပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတာတွေကိုသူကစဉ်းစားတဲ့အခါမှာ ။ဘာလဲအနိစ္စဆိုတာသိတာပဲဒုက္ခဆိုတာလည်းသိတာပဲအနတ္တဆိုတာလည်းသိတယ်။သူ့ရဲ့စိတ်ဟာကိလေသာတွေကလွတ်မသွားနိုင်ဘူး။ဘာကြောင့်လဲလို့ဆိုတာသူကပစ္စယပရိက္ခဉဏ်တို့နာမရူပပရိစ္ဆေရဉဏ်တို့ကိုပိုင်ပိုင်နိုင်နိုင်မလေးကျင့်မဲနဲ့အထက်ဉဏ်တွေကိုသူကတက်ဖို့ကြိုးစားတဲ့အခါမှာသူကတရားမရပဲနဲ့ဖြစ်နေတယ်။အဲ့ဒါကိုသိလို့ရှင်အနန္ဒမထေရကြီးက ပရိသသမုပ္ပတ်နဲ့အကြောင်းတရားတွေကိုပါပိုင်မနေနဲ့သိဖို့အတွက်သူ့ကိုဟောပေးလိုက်တဲ့အခါမှာသူဟာလမ်းကြောင်းမှန်သွားတယ်ဗောဟော။ဒါကြောင့်မို့လို့ဝိပဿနာတစ်ခုကျင့်စဉ်ကိုချင့်မယ်ဆိုလို့ရှိရင်ဟောဒီညာတပညာပိုင်းမှာရှုစရာအာယုန်တွေကိုပိုင်မနေနဲ့သိအောင်ကြိုးစားတာအဲ့ဒါညာတပညာ။ညာတပညာဆိုတာဖြစ်မှုပြက်မှုကိုမသိသေးဘူးအဲ့ဒီအချိန်မှာသဘာဝတရားတွေကိုပဲမိနေသေးတယ်။ဟောယုတ်ဆိုတာဒီလိုပဲနန်းဆိုတာဒီလိုပဲ ထဝီဆိုတာဒီလိုပဲအာဘောဆိုတာဒီလိုပါလားတေဇောဆိုတာဒီလိုပါလားဝါယောဆိုတာဒီလိုပါလားလို့သဘာဝလေးလက္ခဏာလေးတွေသိလာဖတ်တာရဲ့သဘောတွေဝေဒနာရဲ့သဘောတွေတင်ညာရဲ့သဘောတွေစိတ်ရဲ့သဘောတွေပိုင်ပိုင်နိုင်နိုင်သိလာတဲ့အခါတိလာပြီးတဲ့နောက်အကြောင်းကိုပါပိုင်းခြားပြီးတော့တိလာပြီးဆိုလို့ရှိရင်ဒါညာတပညာအဆင့်ပိုင်ပိုင်နိုင်နိုင်ဖြစ်လာပြီလို့ဒီလိုပြောတာ အဲ့ဒီညာတပညာအဆင့်ကိုကြိုးစားဖို့လိုအပ်တယ်ပေါ့ဝိပဿနာကျင့်စဉ်အားထုတ်ပြီးဆိုရင်အဲ့ဒီအဆင့်ကိုကြိုးစားအဲ့ဒီအဆင့်ရပြီးတဲ့အခါမှာဆက်ပြီးတော့လောရမယ့်ဟာဘာလဲလို့ဆိုလို့ရှိရင်တိရဏပညာလို့ခေါ်တယ်ဆင့်မြင့်မြင်အမြင်ဟာမြင့်လာတိရဏပညာဆိုတာဘာလဲလို့ဆိုရင်ကိုသိတဲ့ခဏကယုတ်တရားနံတရားတွေဟာ ဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်။မဖြစ်ခင်ကလည်းတဏှာထဲမှာစုနေတာမရှိဘူး။အကြောင်းကြောင့်ဖြစ်ပေါ်လာတယ်။ဖြစ်ပေါ်လာပြီးတဲ့နောက်လည်းလုံးဝပျောက်ွယ်ပြီးတော့သွားတယ်။တဏှာမှာသွားပြီးစုဝေးတည်ရှိနေတာမဟုတ်ဘူးလို့အနိစ္စရဲ့သဘောတရားမမြဲတဲ့သဘောတရားဖြစ်ပြီးပြက်လာတဲ့သဘောတရားတွေနဲ့ခုနကအာယုန်တွေပေါ်မှာရှုမှတ်ရမယ်။အဲ့ဒါကြတော့တာမညာလက္ခဏာလို့ခေါ်တယ် တာမင်ညဆိုတာလူတွေကနားလဲတာတမျိုးဖြစ်တယ်။တာမင်ညဆိုတဲ့အတိပ္ပယ်ကဝိသေသနဲ့တွဲတဲ့တာမင်ညမဟုတ်ဘူး။ဒီနေရာကတာမင်ညရဲ့သဘောကပါလဲလို့ဆိုရင်အာလုံးဆိုင်တဲ့အမှတ်အသားလို့ပြောတာ။သင်္ခါရတရားအာလုံးနဲ့ဆိုင်တယ်။ခုနကသဘာဝလက္ခဏာဆိုတာတစ်ခုစီတစ်ခုစီနဲ့သက်ဆိုင်တယ်။အာလုံးနဲ့မဆိုင်ဘူး။တာမင်ညလက္ခဏာကျတော့အာလုံးနဲ့ဆိုင် င်္ခါရတရားအလုံးဟာမမြဲဘူးဆိုတာဒီလိုသိတာလားအလုံးနဲ့ဆိုင်တဲ့လက္ခဏာဆိုတာအနိစ္စဒုက္ခအနတ္တလို့ဆိုတယ်ဒီအမှတ်အသား၃မျိုးကိုပြောတာအသား၃မျိုးဟာသင်္ခါရတရားတိုင်းမှာရှိတယ်ဆိုတာကိုကမြင်လောက်အောင်ရှုမြင်တတ်ဖို့လိုလာတယ်ပေါ့အဲ့ဒီအဲ့ဒီအနိစ္စဒုက္ခအနတ္တကိုရှုမြင်တတ်ပြီးဆိုတော့မှဝိပဿနာဟာစတင်ပြီးတော့ဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုတယ် ခုနကဉာဏ်တစ်ခုကဝိပဿနာရဲ့အခြေခံပဲရှိသေးတယ်။ညာတပညာဆိုတာဝိပဿနာရဲ့အာယုံကိုရအောင်ယူထားခြင်းသာရှိတယ်။အဲ့ဒီအာယုံရဲ့တဘာဝကိုဒီသမညာလက္ခဏာတွေကိုမမြင်သေးဘူး။အဲ့တော့အခုမြင်အောင်ကြည့်လိုက်တဲ့အခါကျတော့မှဒါကြတော့မှလက္ခဏာရမဏိကဝိပဿနာလို့ခေါ်တယ်။အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီအမှတ်သားတွေပေါ်မှာစိတ်ကရောက်ပြီးတော့တိနေတဲ့အသိပညာတစ်ခုတဲ့ အဲ့ဒါစပြီးတော့ဖြစ်လာတယ်အဲ့တော့ဒါယဉ်တန်လာအောင်အကြံပြင်းစဉ်းစားတာလဲလုပ်ရတယ်သမသနာဉာဏ်ဆိုတာမမြဲတဲ့သဘောတွေကိုရဲတမ်းတတိထားပြီးတော့စဉ်းစားနေရစဉ်းစားမှုလုပ်ရတယ်ထင်ရှားတာလေးတွေကိုကြည့်ပြီးတော့စဉ်းစားလို့ရတယ်ဆိုပါစို့ကြားနေတဲ့အတန်လေးတစ်ခုကို ကြားရင်နားထောင်ရင်ကနေစဉ်းစားကြည့်လိုက်လို့ရှိရင်ပထမပေါ်လာတဲ့အတန်လေးပြောက်ပြီးဒုတိယအတန်ပေါ်လာတဲ့ဒုတိယအတန်ပြောက်တော့တတိယအတန်ပေါ်လာတဲ့တတိယအတန်ပြောက်တော့သုထအတန်ပေါ်လာရှေ့ပိုင်းရှေ့ပိုင်းအတန်တွေကပြောက်ပြောက်ပြီးနောက်တော့အတန်တွေပေါ်လာတယ်ဆိုတာအာယုံပြုတ်ပြီးတော့ကြည့်လို့ရတယ်ပေါ့ပျက်စီးနေတယ်ဆိုတဲ့သဘောကြည့်လို့ရဥပမာမဲ့မြေကြီးကိုသွားကြည့်လိုက်မယ်ဆိုရင်ရေပြင်းကြီးပဲတာမန်ကြီးတဲ့ပုံကရေပြင်းကြီးပဲမြင်မယ် သေးသေးချာချာအသေးစိတ်ကြည့်တဲ့အခါအဲ့ဒီရေတွေရဲ့ရွေလျားနေတဲ့သဘောကိုမြင်သွားမှာပေါ့ထို့တူပဲခန္ဓာကိုယ်ကိုကြည့်တဲ့အခါမှာတဏှာနေထားနဲ့မကြည့်ပဲနဲ့အခန္ဓာကိုယ်ဟာဖြစ်ပြီးတော့ပြက်နေတာပါလားဆိုတဲ့အနေထားတစ်ခုကိုမြင်အောင်ကြည့်ဖို့လိုတယ်ပေါ့ကိုယ်စိတ်ကလေးတွေဟာလည်းရွေရှားပြီးသာဝရပြောင်းလဲနေတဲ့အရာတွေသာဆိုတာမြင်လာတယ်စိတ်ရွေရှားပြောင်းလဲနေတယ်လို့ရုပ်ဟာလည်းပဲရွေရှားပြောင်းလဲနေတယ် ဆိုင်ရဆိုင်ရတတန်းလေးကုံတာနဲ့ဒါတွေကဖြစ်ပြီးတော့ပြက်နေတာပဲဖြစ်တာကအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတာပြီးတော့ပျောက်သွားတယ်ဆိုတဲ့သဘောလေးတွေကိုစဉ်းစားပြီးတော့ဆင်ញင်သုံးသပ်နိုင်တာစုပေါင်းပြီးတော့သုံးသပ်နိုင်တာအေးခုနကြားနေတဲ့အတန်တွေမရှိတော့ဘူးပျောက်သွားပြီဟောအခုကြားနေတာကခုနအတန်မဟုတ်ဘူးအတီးကြားပြီးတော့နောက်ထပ်ကြားတဲ့အတန်လည်း ြီးခဲ့တဲ့တုန်းကကြားခဲ့တဲ့အတန်မဟုတ်ဘူးဒါကအစ်စ်အကြောင်းနဲ့အစ်စ်ဖြစ်ပေါ်လာတဲ့အရာပဲလို့ဒီလိုမြင်အောင်ဆင်ញင်သုံးသပ်ပြီးတော့ခြုံငုံပြီးတော့သုံးသပ်တဲ့နီးကိုကလာပသမတနာလို့ခေါ်တယ်